မော်လမြိုင်မြို့ရခိုင်ကုန်းရက်မော်လမြိုင်မှုရုံကားလန်အထကရွှေနဲ့တောင်ကျောင်းအနီးမှာရင်းနှစ်စီညနေချင်းဆိုင်တိုက်မိမှုဖြစ်ပွားခဲ့ရာရမောင်းတည်ဆုံးပြီးတဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လူမှုကွန်ရက်ကဲဆေးရေးအသင်းဖွဲ့တွေထံကသိရပါဗျ။မေလ23ရက်နေ့မနက်9:00နာရီခန့်ကမော်လမြိုင်မြို့ရခိုင်ကုန်းရက်မော်လမြိုင်မှုတုံကားလန်အထကရွှေနဲ့တောင်ကျောင်းအနီးမှာဟိုက်ဂျက်အမျိုးအစားရင်နဲ့လိုက်ထရက်အမျိုးအစားရင်တို့ရင်တိုက်မှုဖြစ်ပွားခဲ့တာပါ လိုက်ထရက်ရင်မောင်းကလည်းကားကောင်းကန်းထဲမှာခြေထောက်ညက်တယ်သူ့ကိုအသက်ရှင်လျက်ဆွဲထုတ်နိုင်ခဲ့ပါတယ်ပြီးတော့ရွှေနဲ့တောင် rescue team က ော်လမြိုင်ပြည်သူ့စည်းရုံးကြီးကိုပို့ဆောင်ပေးလိုက်ပါတယ်လို့ရာမညာအရေးပေါ်လူမှုကူညီကဲဆိုင်အဖွဲ့ကတာဝန်ရှိသူတို့ကပြောပါတယ်။ဟိုက်ချက်ရင်မောင်းဟာကားကောင်းကန်အတွင်ညက်ပြီးသေဆုံးနေကြောင်းဓာတ်ပေါ်တွေကိုခက်ခက်ခဲခဲထုတ်ယူခဲ့ရကြောင်းနဲ့ဓာတ်ပေါ်တွေကိုမော်လမြိုင်ပြည်သူ့စည်းရုံးကြီးမှရှိတဲ့ရင်ခွင်ရုံကိုပို့ဆောင်ပေးခဲ့ကြောင်းနဲ့သေဆုံးခဲ့သူဟာမုတုံမျိုးနဲ့တာပတုံကျေးရွာကဖြစ်တယ်လို့သိရကြောင်း၎င်းကအဆိုပါတယ်။အခုရပိုင်းအတွင်းညပိုင်းအချိန်တွေမှာမိုးရွာသွန်းမှုတွေရှိတဲ့အတွက်မော်တော်ယာဉ်တွေအချိန်ပြင်းစွာမောင်းနေမှာကရင်ကိုမထိန်နိုင်ပေရေ မတော်တဆမှုတွေဖြစ်ပွားနိုင်တဲ့အတွက်အရှိန်ထိန်းပြီးမောင်းနှင်ကြဖို့လိုကြောင်းလည်း၎င်းကဆက်လက်ပြောပါရယ်ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးသက်ဆိုင်ရာကစုံစမ်းစစ်ဆေးမှုတွေလှုပ်ဆောင်ပြီးအရေးယူဆောင်ရွက်နိုင်ဖို့လှုပ်ဆောင်နေရလို့သိရပါရယ်